ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များအားလုံးကိုကျမတို့ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်ကျမတို့ channel ကနေမုတ်ဆိုးဇလံကောင်းများစွာကိုနေ့စဉ်တင်ဆက်ပေးနေရပဲဖြစ်ပါတယ်ဒီနေ့မှတင်ဆက်ပေးမှာကတော့မိုးဥကြာဆိုတဲ့ဇလံလေးရဲ့အစအဆုံးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဇလံလေးမစတင်မီကျမတို့ရဲ့ channel ကို like and subscribe လေးနှိပ်သွားဖို့နဲ့ဇလံတင်များစွာကိုမလွတ်တမ်းသာစေနိုင်ဖို့ဘေးနားအနုတီခေါင်းလောင်းလေးကိုလည်းနှိပ်သွားပေးဖို့မမေ့ပါနဲ့နော် ဒါဆိုရင်ဇလန်နီကိုပဲစတင်လိုက်ပါပြီ။မိုးဦးကြောင့်ဝါဆိုလာဆန်73ရဲ့နီးနေအချိန်ဖြစ်ပါရင်ဘိုးကအုံမီရောလေယာထန်နေရောရေဖွေဖွေကွင်းပြင်ကြီးထဲမှာတော့လေတန်လိုင်းတန်နေနေစုညံနေရောစီလုံးမှုမရှိရအထီးကျန်ဖြစ်နေရဲ့ဘေးအပင်လေးတွေနဲ့အတွေ့တောင်ကိမဲ့နေရဲ့ဒိုက်ဖောင်ကလေးတွေကလေနေလိုင်းခေါ်ဆောင်ရနောက်ကိုကောက်ကောက်ပါအောင်လိုက်နေရောရေကြီးကိုအမြင့်တွေနေရရှိတဲ့ဒိုက်ပင်လေးတွေနဲ့ဘေးအပင်အုပ်ကြီးတွေကတော့ ရင်းငိုင်လို့ရှားပြီးရှိတော်လေအနိုင်မခံအရှုံးမပြေပြေနဲ့ကြံကြံခံခံတည်နေကြတယ်။ကိုတောင်းစိန်ကိုလူမောင်နဲ့ငါးထိုးသမားတစုတို့ကတော့ဘေးအားပင်ုပ်ကြီးတွေကိုအကာအကွယ်ယူပြီးတော့လေအငြိမ်ကိုစောင့်နေကြတယ်။တကူလာပြီးကျော်တရေနီယာစားပြီးတော့တော်တလင်းလာပြီးနေသည်ကွင်းကိုအစိုးရပိုင်နာဖြစ်အောင်အစိုးရပိုင်နဲ့ရက်မှာတော့ဆင်းရဲသွားတယ်ရောစောင်းတလုံးမိတ်တလက်နာမတန်တဲ့ကြောင့်နဲ့ကွင်းထဲမှာရှာဖွေစားတောက်နိုင်နေဆိုတဲ့အစိုးရမင်းကြီးရဲ့ကြီးမားတဲ့မဟာကျူးနာနဲ့ ခွင့်ပြုပေးသနာတော်မူတဲ့ခြွင့်ချက်အရတော့သူတို့ကမိန့်တလန့်နဲ့ငါတို့ကိုကွင်းထဲကိုရောက်ရှိလာကြရအောင်လေးထဏာနဲ့ကြုံနေရင်တော့ဘေးအပင်အုပ်ကိုအကာအကွယ်ယူပြီးတော့လေးငယ်ကိုစောင့်နေကြတာသူတို့ကငါ့ကိုမျက်မြင်ထူပါတာမဟုတ်ပေနဲ့ရီအောင်မှလှူရှားသွားလာလျက်ရှိရင်ငါတို့ရဲ့အရေးချေကိုရေပေါ်ကနေတထောက်ကက်တထောက်ကက်မြင့်တက်နေရဲ့ထိုက်ပင်ကြီးရဲ့တုံရှားခြင်းဖြင့်စူးစမ်းကြည့်ရှုပြီးတော့ထူရတာဖြစ်တော့လေရောရေပါငြိမ့်သက်ပါမှဖြစ်နိုင်ပြီလိမ့်မယ်ငါတို့ရမှာမြက်တိုးမြက်ကိုက်ဆိုပြီးတော့နှစ်မျိုးရှိတယ် ကမ်းပတ်နီးရေရေတိမ်တဲ့နေရာမှာတော့မြက်တုံးကားကိုထိုးရပြီးတော့ကွင်းနေကြပြီးတော့ရေနဲ့တဲ့နေရာမှာတော့မြက်ကင်ကားကိုထိုးရတယ်။မြက်တုံးကားဆိုတာကမြက်ပိန်လေးဆိုပြီးတော့ပောက်ဖွားနေရေရေရဲ့အောက်ခြေကနေငါးကတိုးဝေဖြတ်ကျော်သွားရင်တော့ရေပေါ်မြင့်တက်နေရေမြက်ပိန်လေးအောင်လှုပ်လှုပ်ရှားရှားဖြစ်သွားပြီးတော့ငါးတိုးဝေနန်းချောင်းတစ်ချောင်းတစ်ချက်တစ်ချက်ကွဲကွာသွားဖြတ်ကျော်သွားရတယ်။တောင်ကြည့်ပြီးတော့ရေအောက်မှာရှိရင်ကမြက်ပိန်နေကြတဲ့မှာတိုးဝေနေချောင်းတိရပြီးတော့မန်းစာထိုးရတယ်။ကွင်းနေမှာတော့ငါ တိုင်းပင်ကလေးပြီးကစုံဖောင်းနေကညို့ပင်နေကိုလိုက်ကြိုက်စားတော့တက်တာဖြစ်ပြီးတော့အင်းတို့ကြိုက်တဲ့အတွက်လုံရဲနေတဲ့တိုင်းပင်နေကစုံဖောင်းနေကညို့ပင်နေကိုကြည့်ပြီးတော့မန်းစာထူရည်ဒါ ው တော့မြက်ကြိုက်ငါလို့ခေါ်ကြတယ်အခုသူတို့ကမြက်ကြိုက်ငါဦးထိုးကိုရေနဲ့တိတ်ကွင်းနေကိုထွက်လာကြည်ဒီတန်နေရာနေကြုံနေပြီးဘီယာပင်ရုပ်အကွယ်မှာရန်လာပြီးတော့ဒေးငင်ကိုဆောင်ရင်းနဲ့စကားဝိုင်းဖွဲ့နေကြတယ်ငရေကရလိုက်တဲ့ငွေ300နဲ့ခွက်သက်ကိုတင်းတင်းတဲတဲယူနိုင်ပြီးဟဲ့ဆိုပြီးတော့ ဆောင်းချင်အောင်ခေါင်းဖြားဆာပြီးတော့အိုးခွက်ပကံမှမကြမ်းဘူးအတိထူထောင်လိုက်ရတာဝေတရာကြောတော့ကုန်သွားတယ်ကွာဒါနဲ့အောင်တင်း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 မဖြစ်ပေခုံးရရဲ့ဘဝရောက်ခဲ့ရတယ်ဒိုးချစ်ကအဲ့ဒီတီခေကွာကိုလူမောင်ဟာစူညံလေးရဲ့ရှိရဲ့နိုင်တန်လီတန်ကိုလွှမ်းမိုးသွားအောင်လို့အတန်ခက်ကြကြနေပြောဆိုလိုက်တော့တယ်ကိုလူမောင်ရဲ့လေပိတ်ကင်ဖြေလိုက်ပါလာတဲ့မဖွားတက်ကမှုအဲ့ဒီအတွက်ဘလို့မှဝမ်းမနေတယ်လို့မျက်နှာပြင်းနေကိုလူမောင်ကိုလမ်းကြည့်လိုက်ပြီးတော့ ။ဥတော်ဘလို့ပဲယူရယူရပေါင်းရတာဒါဗလာနာပါ။တကူတော့ရှိပါတဘောလေ။ကလေးမဟုတ်တငယ်မဟုတ်နဲ့ခိုးရလိုက်ပြရတယ်ဆိုတဲ့အဖြစ်မျိုးကတော့ဘယ်ကောင်းမလဲ။ဒါပေမဲ့ဘယ်တက်နိုင်မလဲနီ။ကိုရေးချုံတော့တက်လုံကောင်းရမှာဟု။လို့မဟုတ်ရင်တော့ဝါဝင်သွားမှာတော့။ကိုတောင်းစိန်နဲ့ငါထူးသမားတွေကကိုဘဝကိုကျင်းနေကျင်းနူးနေတဲ့ညာခါစားဇနီးမောင်နှံကိုတောင်းပြုံးကြည့်နေကြတယ်။ကိုတောင်းစိန်ကတော့ငယ်ွက်စရာတန်ရုံးစီမရှိ၍ထိနိုင်ကျင်းနေရဲ့ကိုလူမောင်တယောက် အခုလိုသားနေမယားနဲ့အတီတကြဖြစ်သွားတဲ့အတွက်အတော်လေးဝမ်းမြောက်နေရတယ်။ဒါပေမဲ့တင်းတင်းကြပ်ကြပ်ဖြစ်အောင်စီမံထားသမျှတော့အလဟသက်ဖြစ်ရတဲ့အတွက်လေတပတ်ကနေစိတ်မကောင်းဖြစ်လိုက်ရသည်။မဲစိန်တနုဖူကိုအဝေးချမ်းထွက်စဉ်ဟာကိုလူမောင်ဟာသူ့လူမင်္ဂလာကိစ္စအတွက်ရည်မှန်းပြီးတော့စောင်းချနောင်ကောင်းစားရည်ပစ္စည်းတွေကိုတပါးလေးမှလိုက်ကြတယ်။မဲစိန်တနုဖူကပစ္စည်းတွေကိုဝယ်ချမ်းပြီးပြောင်းလာတဲ့အခါတော့ကိုလူမောင်ဟာမပြားကြီးနဲ့တကွာတခြားသူနဲ့ရင်းနှီးရဲ့ မိမကြီးအချို့ကိုမဖွားတဲ့ရဲ့အမကြီးဖြစ်သူမဖွားခက်ထံကိုစေတို့ကြောင်းလန်းခိုင်းနေမဖွားတဲ့မှာမိဘမရှိတာကြောင့်အမကြီးကိုအမိရထားပြီးတော့ကြောင်းလန်းခိုင်းရခြင်းမှာဒါပေမဲ့မဖွားတဲ့ရဲ့အမကြီးမဖွားခက်ကမာနာကြီးတလောက်စီစာကြောင်းနဲ့တဝင်းတို့အပြိုကြီးတို့ဖြစ်ပြီးကြောင်းလန်းချက်ကိုလက်မခံရုံသာမကောင်းမဖွားတဲ့ကိုလည်းလင်းတရာမကြသေးဘဲနဲ့ဒီများလောက်နှဲ့ရမလားလို့စူပူချိန်မှောင်းပြီးတော့ကော့တော့ကန်က ကော့ကော့ကန်ကလှုပ်လိုက်တာကြောင့်မပြားကြီးတို့မှစမပြောတာပြီးနေအောင်မြင်စွာဆုတ်ခွာခဲ့ကြသည်။မဖွားတက်ကအဖြူကြီးမဖွားခဲ့ရဲ့ဩဇာကိုရေစင်ကပြီးနာခံခဲ့ရသူဖြစ်တာကြောင့်သူမရဲ့ဩဇာအာဏာကိုအတီးနဲ့တော်လန်ရဲသူတော့မဟုတ်ပါဘူး။ပေါ်ရင်သွားပါဦးဆိုရင်နေကိုလူမောင်ကတော့ကြာရှည်စွာစိုက်ခဲ့မနေရောပဲနဲ့အင်းညာရီမေးသွားခုတယ်။မဖွားတက်ကလည်းအလွယ်တကူပဲလိုက်လာခဲ့တယ်။ဒါပေမဲ့တိန်စီနေရဲ့ပြိုကြီးမဖွားခဲ့တည်သွားတဲ့အခါမှာတော့ကိုလူမောင်းအင်ရှီကိုလာရောက်ပြီးရုံရင်းကြက်တဲ့နေစကလုံးနေနဲ့ ခုနှစ်တန်ချီပြီးတော့ဆဲဆူရေရွနေကြတယ်။ကိုလူမောင်နဲ့မဖွားတက်တူကတော့မကြားတယ်လို့တိုးတိုးမြမလုပ်ဘဲနေတက်နေကြတယ်။အရင်လူကြီးတွေတောင်းမရင်လည်းမရဘူး။မပြီးနိုင်မဆုံးနိုင်အောင်လေတန်ဆွဲပြီးတော့ဆဲဆူနေရကြအောင်နောက်ဆုံးမှာတော့ကိုလူမောင်ကအိမ်ပေါ်ကဆင်းပြီးတော့ခမရသူတစ်ပါးချစ်ကိုကပြက်ကြီးရဲ့လုံးတက်လို့ခမရလေးကူတိနေမရနိုင်မင်းနဲ့အပြူကြီးဖြစ်နေရတာပဲ။ခမရဟိုဖက်စာအုပ်ထဲမှာပါတဲ့အမီးပြက်တဲ့မြေခွင်းတို့ခမရလေးမရနိုင်တာနဲ့ တခြားသူတွေကမနာလို့မရှုစိတ်ဖြစ်ပြီးတော့လေမယားကိုလိုက်ရှုပ်နေတယ်။စိတ်ချပါခမားလို့ဇီဇာကြောင့်နဲ့ပြိုကြီးမျိုးတော့တည်တဲ့အထိလေမယားပဲနဲ့မပြောလို့ဖတ်တရားမှာပဲ။အဲ့လိုဝင်ပြောလိုက်အောင်အေနီနာကလူငယ်တွေရောပွဲချသွားသလောက်တနာစီယာကောင်းလာတဲ့မဖွားခက်ကတော့မင်းသမီးကင်းခိုင်းလိုက်တယ်လို့ဒါမှမဟုတ်အိမ်မြောင်အမိပြက်တယ်လို့ဒါမှမဟုတ်တော့သူတို့ဤသူအင်းသားတွေဥပမာပေးတယ်လို့ဆိုရင်တော့အပြေမှာစားနေပက်ထူးထူးထွန်းထွန်းဖြစ်သွားပြီးတော့သူမရဲ့နှုတ်ကဖရုသဝါစာရီကလည်း ဆက်တဲ့နန်းနေပြစ်လိုက်တယ်လို့အဆက်မပြေထွက်လာတော့တယ်။နောက်ဆုံးမှာတော့တကြီးမင်းကိုယ်တိုင်လာရောက်ပြီးတော့အာနာနဲ့တိုင်မြင်မှာသူမရင်နာတော့တယ်။ကိုလူမကတော့သူ့ချစ်သူမဖွားတက်ကိုခံဝင်ပစ္စည်းအတင်းတင်းနဲ့တင်း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 တင်ထောင်းနိုင်ပါရဲ့နဲ့မဖွားခံဝင်ရှုပ်တဲ့အတွက်ကြော်မကောင်ကြာမကောင်ဖြစ်ခဲ့ရတယ်။ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ကိုလူမကသားနဲ့မယားနဲ့အတီးတကြားဖြစ်နေနေပြီ။ဟုတ်တယ်မဖွားတက်မှာ၆နှစ်သားကလေးတယောက်အစ်စ်ပါလာသေးတယ်မဟုတ်လို့ကုတောင်းစင်ကကိုလူမောင်တို့အတွဲကိုကြည့်ရင်းနဲ့ပြုံးလိုက်ပြန်တယ်။ ။နောက်သူဟာသူ့နဲ့အတော်ဝေးမှရှိတဲ့တက်ဖက်ကွင်းပြည်စီကိုမျောမှန်းပြီးတော့ကြည့်လိုက်တော့တယ်။ဒါပေမဲ့မဲစိန်တို့ငါးတန်ချိန်များသူတစုဟာအေးရောင်ပြီးမတွေ့ရပါဘူး။လေပြင်းရင်နိုင်ထိုင်နေရကြောင်းတနေရာမှာတွေ့ခဲ့ရနာနေပြီလို့ယူဆလိုက်တော့တယ်။ကိုလူမောင်ကသူ့မိမမဖွားတက်ကိုလေပေးကင်ပြေခေါ်လာနိုင်တော့လေသူ့မှာတော့မဲစိန်ကိုခေါ်မလာနိုင်ပါဘူး။သူ ਨੇ တစ်ဖက်တစ်လမ်းအနေငါးတန်ချိန်များမယ်လို့ဆိုအကြောင်းသူသားဒီလုံးကိုတော့လေပေးကင်ပြေခေါ်ခဲ့ရတယ်။ပြောကိုလူမောင် အခုဒီကမြောက်ခွေးနေ့ကငါဘေးကပြောင်းလာရမှတ်တယ်တန်လင်ငုတ်တူခွေးကပြောင်းလာတာဗျပထမကျုပ်တို့စထိုးတော့ကစံကပင်ခွေးမှာနောက်မင်းပူးတော့ငါတို့သမားတွေကအစမပြတ်လိုက်ထိုးနေရတဲ့အတွက်အင်းလိုဆိုလိုတယ်ငါအောက်ကပေါက်တန်ခွေးကိုပြောင်းသွားတယ်တခါပေါက်တန်ခွေးမှာနှင်းလောက်လေးထိုးပြီးတော့တန်လင်ငုတ်တူခွေးကိုရောက်သွားပြန်ရောဗျတန်လင်ငုတ်တူမှာသုံးရက်လောက်ကြာပြီးပြောက်သွားပြန်ရောပထမတော့ကျုပ်တို့ကဟိုလိုက်ဒီလိုက်နဲ့နောက်ရောက်ခံပြီးတော့လိုက်တာ ဘယ်မှမတွေ့ဘဲနေမြချီပြတ်သွားပြီ။တင်ကားတွေဘယောက်ကိုမှလိမ့်လို့အတွေ့ရကြက်နေရ။လက်စာတက်တော့ကိုရောမြက်တရားဒီကမြော့ခွင်းနဲ့ရောက်နေရဘူး။ကျုံလေမင်းရမှသိရတယ်။ကွေမြို့ကလေးရပြီးငားလိုက်ထိုးနေတဲ့လူငယ်တူပါ။ဒီကနေ့ငားစားထိုးမှဖြစ်တဲ့ကိုလူမောင်နဲ့ကိုတောင်းစိန်ကိုရှင်းပြလိုက်ခြင်းဖြစ်ပါတယ်။ဟုတ်တယ်ငားရီကငါထိုးသူမိန်းသမားရဲ့ရံကိုကြောက်ပြီးတော့တကွင်းတကွင်းမှာကြာရှိမနေဘဲနဲ့ခဏခဏကွင်းပြောင်းတက်တယ်။ငါထိုးသူမိန်းသမားတွေကလည်းတားကောင်ချေရခံလိုက်နေရဲ့မဟုတ်ဆိုးလို့ပဲ။ ရေရဲအနေထားတိုက်ပင်ကြီးရဲ့အနေထားကိုကြည့်ရှုမှတ်သားပြီးတော့မတွေ့တွေ့အောင်နောက်ရောက်ခံလိုက်ခင်အဲ့လိုခရခဲစိန်လိုက်ထိုးရတဲ့အချက်ကိုပဲသူတို့ကိုငါးထိုးချင်းမှာပို့ပြီးတော့စိတ်ဝင်စားစေတယ်တခါတည်းရင်တော့ငါးဦးတရာသူတို့နဲ့အနံ့ဝေးနေရကိုပြောင်းပြေးတတ်တယ်သူတို့မျက်ချိန်ပြန်ချိန်ရင်းခဲ့တဲ့အခါမှလည်းကြုံရလျော်တယ်ဒါပေမဲ့နောက်ဆုံးမှာတော့သူတို့ရဲ့စိတ်ဆွေးနေသူတို့ရဲ့ကြွန့်ကျင်မှုကြောင့်ငါးဦးရှိတဲ့ကွင်းကိုရှာဖွေတွေ့ရှိရကြပါပြီနောက်တယောက်တစ်ပေါင်းနဲ့ငါးရီမျက်ကိုက်ပုံကိုပြောဆိုနေကြပြန်တယ် တိုက်ပင်ကိုငါးကိုက်ရမှာတော့ငမြချင်းကဘလို့ကိုက်တယ်ငချင်းကဘလို့ကိုက်တယ်ငတိုင်းကဘလို့ကိုက်တယ်ဘိန်ကအကိုက်ချမ်းပြီးတော့ဘိန်ကအကိုက်ရင်နေစသဖြင့်ပြောနေကြတယ်တချီတချီမှလည်းတယောက်နဲ့တယောက်အငင်းပွားနေလိုက်ကြတယ်အတုံးလေးကြတဲ့ခါတော့လင်းငိမ့်သွားပြီဖြစ်တာကြောင့်တရုတ်ကိုလည်းခွဲထွက်ခဲ့ကြတော့တယ်ကိုတောင်းစင်ကပိတ်ကင်ဒီလုံးကိုသူတို့နဲ့မနီမိုးဝဲမှာရှိတဲ့တိုက်ပင်လေးထုထက်ပေါ်များတဲ့နေရာကိုလှော်ဖို့ညွှန်ကြားလိုက်ပြီးတော့သူကိုယ်တိုင်နဲ့နေဦးကနေမတည့်ရက်ကလှော်လျော်တယ် ဒိုက်ပင်နေနီကိုရောက်တဲ့အခါတော့လေကိုရေးတယ်မကြအောင်တဖြည်းဖြည်းနဲ့ကြိတ်ပြီးတော့လော်ရဲအချက်ပေးလိုက်ပြီးရဲ့နောက်တော့သူကိုယ်တိုင်ကတော့ရေပေါ်ကနေတထွာကန်မြင့်တက်နေရဲ့ဒိုက်ပင်ကလေးတွေကိုနေမြန်ဖြက်လက်တဲ့မျက်လုံးစုံနဲ့လွမ်းခြုံကြည့်ရှုနေရော်ရင်လေကရေးတယ်မကြရအောင်ပဲညင်သာစွာရွှေရှားနေရော်ရင်လေငယ်နေရာကြောင့်ပဝင်းချင်ရဒိုက်ပင်ကလေးတွေကလည်းလုံးဝလှူရှားခြင်းမရှိဘဲနေပကတိငြိမ်သက်နေရော်ရင်ကိုတောင်းစင်ရဲ့ဆူရှားရဲ့မျက်လုံးစုံမှာငြိမ်သက်နေတဲ့ဒိုက်ပင်ကြီးအပေါ်ဝဲ လွမ်းကြုံကျက်စားကလှူရှားလျက်ရှိတဲ့ဓာတ်ပင်ကိုရှာပွေးနေရတယ်။အရှိအာနေအနောက်ကိုအနောက်ကနေအရှိကိုတောင်ကနေမြောက်ကိုမြောက်ကနေတောင်ကိုအစုံစံအပြန်အလှန်ကြည့်နေရတယ်။တနေရာမှာသူ့မျက်လုံးကတန်သွားပြီးတော့သူ့ရင်ထဲမှာလေဖိုးကနေဖြစ်သွားတယ်။အလူအူဒီမှာဟောလီဗျာကြည်စမ်းပါ။သူရှိစိတ်ခိုက်ခန့်အကွာမှာရှိတဲ့ဓာတ်ပင်တစ်ပင်မှာလုံရင်းနေရမဟုတ်လား။ကိုတောင်းစင်ရဲ့ပြန့်နေတဲ့ဆေးအယုံမှာလေတန်ကနေရက်သွားပြီးတော့ သူ့ရဲ့မျက်စိစူးစိုက်ရာဓာတ်ပြင်မှာသာတစ်ချက်တည်းတည်ငြိမ်သွားတယ်။သူ့ရဲ့နှလုံးမှာလည်းအခုံရဆိုင်သွားတယ်။အသက်ကိုပဲမရှုမိပဲနဲ့အောင်ထားလိုက်မိတယ်ဖြစ်ပြီးတော့အသက်ရှူပင်မသွားတယ်။တကယ်ဆိုတော့လုံရဲနေရရှိတဲ့ဓာတ်ပြင်ကလေးဝေးပြင်းထန်နေသောကြောင့်စူးစူးဆိုင်ဆိုင်အာယုံဝင်စားလိုက်ခြင်းရဲ့လက္ခဏာရက်တွေသာဖြစ်ပါရဲ့။နောက်သူဟာဓာတ်ပြင်အားနေမျက်လုံးမခွာပဲနဲ့တကြွကြွသုတ်သက်ပြီးတော့ဒီလုံးကိုလဝါကပြလိုက်တော့ရင်တဘောမှာတော့ဓာတ်ပြင်ကိုကိုက်နေငါ့ကိုတွေ့ပြီ။ဒီလုံးရက်လိုက်လို့အချက်ပေးလိုက်ခြင်းမှာ။ အရေးပြရင်အကောင့်တင်အောင်နေမိသားဖြစ်နေတဲ့ဒီလုံးဝလေးနေကိုရေးတယ်မကြောက်အရှိန်တက်ပြီးတော့ရက်လိုက်တော့တယ်ကိုတောင်းစိန်နဲ့လေကန်ပေါ်မှာတက်ချပြီးတော့အတံမမီအောင်ခံထားနေကစုံစည်းပေါ်ကိုတက်ကိုအตาရာချလိုက်တော့တယ်တစ်ဆက်ထင်းနေကန်ပေါ်ကကစုံစည်းပေါ်မှာပင်တင်ထားတဲ့ဆောင်းပုံကိုလှမ်းယူလိုက်တော့တယ်ဆောင်းပုံဆိုတာကတော့အရင်တင်၍အပြားမှာကားတက်သွားတဲ့မင်းသွား၆ချောင်းတချို့လေး9ချောင်းကိုခွာပြီးတော့တက်ထားတဲ့ငါးထိုးရဲ့လက်နဲ့ကယ်ရီယာပါ တိုင်းပြည်လုံရန်ပုံဟာတစ်ဖက်ဆောင်းလှုပ်ရှားခြင်းမှာဒါမှမဟုတ်ရှေးတိုးနောက်ဆုံးလှုပ်ရမ်းခြင်းမျိုးမဟုတ်ဘဲနေသကောဝိုင်းဝင်ရင်းနေခြင်းဖြစ်ပြီးတိုင်းပြည်ပလဲရှိရေးမှလည်းဝဲကြော်ထိုးနေရော်ဒီဒါဟုထောက်ပြီးတော့ရေအောင်မှရှိရင်ကငုံတုံဖြစ်ကြောင်းသူသိနိုင်ပါလိမ့်အကြောင်းကတော့ဒီလူငါမျိုးဟာအမိကိုအပေါ်ထောင်ပြီးတော့ခေါင်းခိုက်ဆိုင်ပြီးတိုင်းပြည်ကိုဇောက်ထိုးတိုက်ခိုက်ပြီးတိုင်းပြည်ပလဲတခြားလက်လေကြိုက်ဖြဲစားတော့တက်တယ်ဒါကြောင့်လေတိုက်ပင်ကိုပတ်လည်နေရမှာသူ့အမီးနဲ့ရက်ခတ်တဲ့ရေအောင် ရှင်မြင်းနေပြင်ပေါ်မှာဝဲကတော့ထိုးနေပြီးတော့ဓာတ်ပြင်မှာလည်းသကောဝိုင်းဝေးရနေခြင်းမှာသူကတော့ငါ့ကိုထိုးဖို့အနေငယ်ဝေးနေရကြောင်းစောင်းပုံနဲ့ရှစ်ကိုဆက်ကနေဆက်ကနေနှစ်ချက်သုံးချက်လောက်ပြလိုက်တော့တယ်ဒါအနေငယ်ဝေးနေသေးတယ်ရှစ်ကိုနည်းနည်းဆက်လို့လို့ပေးကင်ဒီလုံးကိုအချက်ပေးလိုက်တဲ့သဘောပါဒီလိုအချိန်ခါမျိုးမှာတော့နှုတ်ကထုတ်ဖို့ပြောကြရင်တော့ငါးလက်ပြီးတော့ပြေးမှဖြစ်ပြီးအချက်ပေးပြောဆိုရတယ်ကိုတောင်းဆိုင်ရဲ့အရေးကဲဦးတော့မျက်စိမပြေစောင့်ကြည့်နေရဲ့ ဒီလိုကလေဆိုလိုရင်းအနတ်အိပေကိုနားလေသည်ဖြစ်ပြီးတော့ရေတံမကြောင်ရှိကိုအနေငယ်လှုပ်ပြီးလိုက်တော့လက်လန်းမီနောက်တဲ့နေရာကိုရောက်တဲ့အခါတော့ကုတောင်းစိန်ဟာစောင်းပုံတိချစွာချိန်ပြီးတော့လက်လွတ်ထိုးချလိုက်တော့ကုတောင်းစိန်ရဲ့နာတော်တာအယုံမှာခွက်ကနေမိသွားတဲ့အတန်ကိုကြားလိုက်ရရင်လို့ထင်မိတယ်။စင်စင်အဖြစ်တော့ဝုန်းကနေရေတံအတပံတခြားဘာတန်းမှထွက်ပေါ်လာခြင်းတော့မရှိပါဘူး။ဒါပေမဲ့ဆူရှာတဲ့သူ့ရဲ့အယုံမှာတော့ငါ့ကိုထိရဲမထိရဲဘူး။ ခွေးချနိုင်လောက်အတန်တစုံတစ်ခုတော့ကြားရမည်ဖြစ်ပါ යි အဲ့လိုခွက်ကနေမိသွားတဲ့အတန်ကိုကြားရတယ်လို့လို့ရှိတဲ့အခါတိုင်းတော့ကြက်ကောင်းဖြစ်တဲ့ငားရည်ကောင်းထိတက်တာနေကြီးကြုံရတာဖြစ်ပြီးတော့အခုလေခေါင်းအပင်ထိမင်းလို့ယုံကြည်ထားတယ်။ဟုတ်ပါရဲ့ရေပေါ်မှာပေါ်လျက်ရှိတဲ့စာပုံလက်ခံရိုးကိုကြည့်ပါအနေငယ်များလုံရန်ချင်းမရှိဘဲနဲ့ငြိမ်နေရော်တယ်တကယ်လို့အမိဖားလေးခတ်တီသွားတယ်ဖြစ်စေဝမ်ပိုက်ဖားကလေးရှက်တီသွားတယ်ဖြစ်စေပါဆက်ဖားလေးကိုကတ်တီသွားတယ်ဖြစ်စေအထိမနာတဲ့အခါတော့ ငါရုံးခံသည်ဖြစ်စီဆောင်ပုံလက်ခံယူမှလည်းလှုပ်ရမ်းနေတတ်တယ်။အခုတော့ဆောင်ပုံလက်ခံယူကအနေငယ်များပြီးလှုပ်ရမ်းခြင်းမရှိပါဘူး။ဒါမှမဟုတ်လုံးဝမထီးရင်လှုပ်ရမ်းခြင်းမရှိလို့လည်းယူဆနိုင်ပါရဲ့။အဲယူဆချက်ကိုတော့ကုတောင်းစင်ကလက်မခံနိုင်ပါဘူး။သူ့လက်ကိုသူယုံပြီးသားဖြစ်ပါတယ်။သူ့နာတော်တာအယုံမှလာယူကြတဲ့ခွက်ခနဲ့အတန်ကိုသူတန်တရားကင်းနေ။ ူမောင်ထိုးပြရတဲ့တပြိုင်နဲ့ဒီလုံးဝလေကိုစောင်းပုံရှိအောင်ခက်တက်တက်လှုပ်ပိုးလိုက်တာကြောင့်သူကစောင်းပုံလက်ကင်ရိုးကိုလက်နဲ့လမ်းကင်ပြီးတော့အနှိမ်ငယ်မှပြီးစကြည့်တယ်။ဟုတ်တယ်။စောင်းပုံကမူလလေးချိန်တက်ပို့ပြီးတော့လေးနေရာကြောင်မင်းသွား၆ချောင်းမှာတချောင်းချောင်းမှာငါ့ကိုမလုံနိုင်အောင်ထိုးမိထားတာတေးကြနေရောတယ်။သူစောင်းပုံကိုဆေးပေါ်လိုက်တဲ့အခါတော့သူကြိုတင်တွက်ဆထားသလိုပဲငုံတုံမင်းဖြစ်ပြီးတော့ခေါင်းဝင်ထိုးမိထားတယ်။သူကစောင်းပုံကငါ့ကိုဖြုတ်ပြီးတော့ဒီလုံးကိုရှေ့ကိုလှော်စင်ပြန်တယ်။ ။ဒီကိုရန်ကတော့မတည့်ရပြီးပဝင်းချင်မှာရှိတဲ့ထိုက်ပင်တွေကိုရန်ချုံစူးစမ်းရင်းနဲ့လိုက်ပါလာတယ်။15မိနစ်ဟောတွေ့ပြန်ပြီ။လုံရန်နေရဲ့ထိုက်ပင်တပင်။သူကထုံးစံနိုင်မင်းအဲ့လိုစုတ်တက်ပြီးတော့လက်ဝါးကပြလိုက်တာကြောင့်ဒီလုံးကလည်းလက်ကိုအရှိန်တက်ပြီးတော့ရက်လိုက်တော့တယ်။ဒီတခါတော့ထိုက်ပင်ဟာတစ်ဖက်ဆောင်လုံရန်ချင်းမျိုးဖြစ်ပါတယ်။ထိုက်ပင်တစ်ဖက်ကိုကိုင်းညွန်သွားလိုက်။ဘူလာအတိုင်းပြန်မက်လာလိုက်ဖြင့်တစ်ဖက်ဆောင်လုံရန်နေပါတယ်။ဒါကိုထောက်ပြီးတော့ရောက်မှရှိတဲ့ငါ မမြင်ချင်းနဲ့ငချင်းတကောင်အောင်ဖြစ်မင်းလို့သူကသိနိုင်ပြီးတော့ငါမိန်းသမားကြီးနဲ့တွေ့ကြုံခုရင်ပါနဲ့နေရငါဖြစ်ကြောင်းလေးသူခွဲခြားသိရှိနိုင်ပါ යි အကြောင်းကတော့ငမြင်ချင်းနဲ့ငချင်းဟာဓာတ်ပင်ကိုတဲခက်တက်စီပြီးဓာတ်ဖက်ကလေးနဲ့ဓာတ်ပင်မှာတဲခက်နေရရင်းကြီးကလေးတွေကိုစားတော့တက်တာဖြစ်ပြီးတော့သူတို့စီးလိုက်တဲ့အချိန်ကျောင်းဓာတ်ပင်ကလည်းတစ်ဖက်ကိုရင်းစင်းသွားပြီးတော့ပြန်ခွာလိုက်တဲ့အခါတော့မူလာတိုင်းပြန်မက်လာခြင်းကြောင့်တစ်ဖက်ဆောင်လှုပ်ရမ်းနေရခြင်းဖြစ်ပါတယ်မိန်းသမားနဲ့မတွေ့ဘူးတဲ့ ငါကတော့အရင်ဖြစ်ပြီးတော့ဒိုက်ပင်ကိုတရှိန်နဲ့တွေ့ခက်တက်စီပြီးတော့ဒိုက်ပင်အောင်မှာအထက်တစ်လျှောက်တွေ့ခက်နေရဲ့ရင်ကြီးတွေကိုတစက်တဲစတက်လာခြင်းကြောင့်ရေမြင့်တဲ့ပြင်အထက်နာကိုရောက်လေအလေးချိန်အားကောင်းလေဖြစ်ပြီးတော့ဒိုက်ပင်နေအလေးချိန်ကိုမခံနိုင်ပေနဲ့ရေလေးကိုနှိမ့်မြုပ်သွားသည့်အချိန်ကိုင်းညွတ်သွားတတ်တော့လေမိန်းသမားနဲ့ကြုံမှု၏ပါနဲ့သွားတဲ့ငါကတော့ဒိုက်ပင်ကိုစီးပြီးစားလိုက်ပြန်ခွာလိုက်နေအချိန်လေးကိုအခဲခဲရင်းနဲ့စားတဲ့တောက်တတာဖြစ်ပြီးတော့ဒိုက်ပင်မှလည်းကင်းညွတ်သွားလိုက်ပြန်မလာလိုက်ဖြစ်နေရတယ် ဒါကြောင့်သူခွဲခြားသိရှိနိုင်ကြမှာတချီတချီမှာတော့ဒိုင်းပင်ပေးမှာရေပလုံစီလေးတွေတက်လာပြီးတော့ဒိုင်းဖက်အစနာလေးတွေလည်းအဲ့ဒီရေပလုံစီလေးတွေနဲ့အတူရေမျက်နှာပြင်ပေါ်ပေါ်တက်လာတယ်။ဒါငါသူ့ပစက်နဲ့ကိုက်ဖြတ်ပြီးရဒိုင်းဖက်အစနာလေးတွေအနက်သူ့မနစ်တက်တဲ့ဒိုင်းဖက်လေးတွေကိုပါဗဟန်းနဲ့ပြန်ထုတ်လိုက်ရအောင်အဲ့ဒီထုတ်လိုက်တဲ့လေးရှိနေရေပလုံစီလေးတွေဖြစ်သွားပြီးတော့ဒိုင်းဖက်အစနာလေးတွေနဲ့အတူရေပေါ်ပေါ်တက်လာခြင်းမှာ။ သူဟာချင်းနဲ့ဆောင်ပြုံးလိုက်ပြီးတော့မိမိချင်းနဲ့ငချင်းခွဲခြားနိုင်ရဲ့အတွက်ဓာတ်ပင်ကိုတိကျစွာကြည့်နေပြန်တယ်။အချိန်နဲ့စီးလိုက်ရင်တစ်ဖက်ကိုကမ်းညွတ်သွားတဲ့ဓာတ်ပင်ဟာလေးလေးနဲ့မှန်မှန်သာလုံရမ်းပြီးတော့အချိန်ကျော်ကြာတဲ့တိုင်အောင်ငါအဲ့ဒီဓာတ်ပင်ဟာမခွာသေးပဲရှိတဲ့အတွက်ဘုံချငမိချင်းဖြစ်ရမယ်လို့သူဟာတွက်ဆလိုက်တော့တယ်။အကြောင်းကတော့ငမိချင်းဟာအဲ့ဒီလိုပဲလေးလေးနဲ့မှန်မှန်သာကိုင်းလိရှိပြီးတော့ဓာတ်ပင်တစ်ပင်ထဲမှာပဲအချိန်တော်တော်ကြာအောင်နေတတ်တယ်။ငချင်းကတော့အချိန်နဲ့စီးလိုက်ရင် တပတ်ကိုကြဲညွတ်သွားတဲ့ဒိုက်ပင်ဟာတဆက်ဆက်ရင်းထိုးလှုပ်ရှားနေအောင်ခက်ပြပြခက်တက်တွဲကြိုက်တဲ့၍ဒိုက်ပင်တပင်ထဲမှာပဲကြာရှိမနေပဲနေအခြားတပင်ကိုကူပြောင်းသွားတတ်တယ်။ကုတောင်းဆိုင်ကချက်ကောင်းကိုထိုးနိုင်ရင်တော့အခွင့်ကောင်းကိုချောင်းနေရော်တယ်။အခုအချိန်မှာငါသူ့ရဲ့ဘေးကိုသူ့ဆွေးယူနာကြောင်ရေမင်းနေပြင်အထက်နားကိုရောက်အောင်တက်မစားပဲနေဒိုက်ပင်အောက်ခြေမှာသာတွက်ခဲ့ပြီးတော့စားလိုက်ပြန်ခွာလိုက်နေတေတိုးဆန်းနေတော့လေအတန်ကြာတဲ့ကတော့စိတ်ချလက်ချဖြစ်သွားပြီးတော့ရောက်ကနေတစေရေမင်းနေပြင်အထက်နားအထိတက်စားပြနေမိ။ ရင်းနေ့တထော်ကလောက်ရောက်လာရင်တော့သူ့ထိုးဖို့အချက်ကောင်းဖြစ်ပြီးတော့ဂိုင်းညို့လုံရမ်းနေတဲ့ဓာတ်ပင်ကလေးကိုတောင်မျက်စိမပြတ်ကြည့်နေရတယ်။ငါရီမဲနေပြင်းတဲ့ဓာတ်ပင်အဖျားပိုင်းကိုနီးကပ်လာလေလေသူ့တွေ့ခဲ့တက်စီထားတဲ့အလေးပိုင်းမှာပူလာလေလေဖြစ်တာကြောင့်ဓာတ်ပင်အဖျားမလေးတစ်ဖက်ကိုပူပြီးပူပြီးတော့ကျဲလာလေလေဖြစ်လာရတယ်။အိမ်နောက်တော့ဓာတ်ပင်ကိုင်းညို့ချင်းရဲ့အနေအများကိုကြည့်ပြီးတော့ရောက်မှရှိရင်ငါရဲ့ရီမဲနေပြင်းတဲ့အကွာအဝေးကိုသူ့ခမန်းချင်းတွက်နိုင်နေဖြစ်ရာ တိုက်ပင်အပင်များလောက်အထိကင်ယူမှာငါကသူ့လိုရှိရဲ့ရင်မဲ့နေပြင်းနေတချော်ကွာခက်ရောက်မေဆိုတာကိုလေသူတိချစွာတိုင်းထွာတွက်ချက်နိုင်ပါ යි လက်တွေမှာတက်တိထားတဲ့သင်္ချာပညာပါတိတ်မကြပါဘူးငါဟာစိတ်ချလက်ချဖြစ်သွားဟန်နေတိုက်ပင်အောက်ကြီးကနေတိုက်ပင်အဖျားပိုင်းတခြားတွေ့ခဲ့နေရဲ့ရင်းကြီးကလေးတွေကိုစားတက်လာပြီးဖြစ်ရောတိုက်ပင်အဖျားမှာလေညီကနေညီကနေနေပူပူပြီးတော့ကန်းညူလာကြ යි လက်တပြည့်အချိန်အတွင်းမှာသူဟာ တတိအနေထားနဲ့ဆောင်းပုံကိုအတင်းချိန်ရပြီးတော့ငါကသူ့နဲ့ရင်ဆိုင်တာကိုဘူးလာလို့လင်းမြန်စွာဆူဆန်းလိုက်တော်ရင်လိုက်ပင်ဟာသူ့ဘက်ကိုကန်ညွန့်လာကြခြင်းဖြစ်ပြီးတော့ငါကသူ့ကိုမျက်နှာမူပြီးတော့ရင်ဆိုင်တွေ့ခဲ့တက်စီကိုက်ဖြတ်ခြင်းကြောင့်သာလိုက်ပင်ဟာသူ့ဘက်ကိုကန်ညွန့်လာခြင်းဖြစ်ကြောင်းသူသိရတယ်။အကယ်၍သူ့ကိုကြောက်ပေးပြီးတော့နောက်ခိုင်းပြီးကိုဘူးတွေ့ခဲ့စားတော့ရင်တော့လိုက်ပင်ဟာသူ့ဘက်ကိုမညှို့ပေးနဲ့အခြားတစ်ဖက်ကိုသာညှို့ချသွားပေးတယ်။ရင်ဆိုင်ထူးမှမှဖြစ်ကြောင်းကြွေပြပြီးတော့မရှိမနာမှာပဲတဖြည်းဖြည်းနဲ့ တိုးပြီးတော့ညွကြလာရင်တိုက်ပင်မှာဆူးဆိုင်ထားတဲ့သူ့အယုံဝင်ငါ့ရင်းနဲ့တစ်ချောင်းခင်းကောက်ကွာရောက်လာပြီလို့ထင်ထားရတဲ့တပြိုင်နဲ့ငါ့ရဲ့ဝမ်ပိုက်တဲတဲကစီကိုမှန်းဆပြီးတော့လက်လွတ်ထိုးချလိုက်တော့တယ်။ဒါပေမဲ့ထိုးကဏီမှာလျှောက်အနေငယ်လှုပ်သွားတာကြောင့်ဝမ်ပိုက်တဲတဲမှမဟုတ်ဘဲနဲ့အနေငယ်ဆောင်းသွားပြီးတော့ဝမ်ပိုက်ကိုရှက်ပြီးတော့ထိမင်းလို့သူ့အယုံချင်းချင်းတိလိုက်တယ်။မမပါဘူးစောင်ပုံလက်ကင်ရောအထိမနာရင်ကရုံးကဲမှုကြောင့်တွတ်တွတ်ခေါင်လှုပ်ရမ်းနေရမဟုတ်ပါလားပဲကင်ဒီလိုတအားကျုံးလို့ရင် ဆောင်ပေါ်လက်ကင်ကိုလက်လန်းမီယာနဲ့တပြိုင်နဲ့လက်ကင်ပြီးတော့ရေအောင်မြေကြီးစီကိုတအားထိုးဆိုင်ဖိကတ်ထားရင်ဒီငါ့ကိုတော့ချက်ကောင်းထီးရဲ့ငါကဲ့သို့အပေါ်မှာဆောင်ပေါ်ဆွဲဖို့ယူရင်ဖြစ်နိုင်မယ်မဟုတ်ပါဘူးလွတ်သွားနိုင်မယ်သူကဒီလုံးကိုခေါ်ပြီးတော့ဆောင်ပေါ်လက်ကင်ကိုကင်ပြိထားစေပြီးတော့သူကရေထဲကိုစင်ငုပ်ပြီးရုံးကန်ကြီးရဲ့ငါရဲ့ဆက်ကိုကင်ဖမ်းပြီးတော့ငါရုပ်ဆောင်ပေါ်မှာပေါ်တင်လိုက်တပိတ္တာကန်ရှိတဲ့ငမေချင်းကြီးတကောင်မှာနောက်ထပ်နိုင်ဝက်ခန့်ကြမှာတော့ လုပ်ရမ်းနေတဲ့တိုက်ပင်ကိုတချီတွေ့ပြန်တယ်။ဒီတစ်ချိန်လုပ်ရမ်းကျင်းမှာတော့ရှီတူးနောက်ငယ်လုပ်ရမ်းချင်းမျိုးဖြစ်ပါတယ်။ပြီးတော့လင်းလေးမှန်မှန်မဟုတ်ပဲနဲ့တက်တက်ခေါင်လုပ်ရမ်းနေပါတယ်။ဒါအုပ်ထောက်ရင်တော့ငတိုင်းအုပ်ဖြစ်ကြောင်သူသိရတယ်။ငတိုင်းနေရအုပ်လိုက်ချစ်တတ်တာဖြစ်ပြီးတော့တိုက်ပင်ကိုလည်းငတိုင်းအုပ်ကဝိုင်းပြီးတော့တောင်ဟာကင်မြောက်ကကိုင်းနဲ့ဝိုင်းကိုက်တာကြောင့်တိုက်ပင်ဟာတောင်ရင်းမြောင်ရင်းရှီတူးနောက်ငယ်နဲ့ခနာမငိမ့်မေတက်တက်ခါနေရခြင်းဖြစ်ပါတယ်။ဒီငတိုင်းအုပ်ထဲမှာလည်းငတိုင်းတကောင်သူများမိလိုက်တယ်။ အိမ်နောက်မှာတော့ငါးတွေအောင်မိန့်နှံ့သွားပြီဖြစ်ပြီးမျက်ကြိုက်ခြင်းမရှိတော့ဘဲနဲ့ပြောက်ွယ်ကုန်နေကိုတောင်းစိန်နဲ့မျက်ကြိုက်ငါထိုးဖို့လမ်းကုန်နေပြီဖြစ်တာကြောင့်မျက်တိုးငါထိုးရဲ့ဒီလုံးကိုကန်းဆက်ရေတံရဘက်စီကိုလှော်စီနေရေတံရကန်းဆက်ဘက်မှာအတော်ကြောင့်လူလာခောက်ပြန်ရှာဖွေကြည့်ရှုနေဟာတနေရာမှာတော့မျက်ပင်နေလုံရမ်းနေအောင်တွေ့ပြီးတော့နှေးရုပ်ရက်တက်လိုက်တော့တယ်စမ်းနေအတော်ဆမ်းနေမျက်တိုးငါတွေကမျက်တိုးကိုဖြတ်ကျော်တိုးဝေသွားတဲ့အခါမှာမျက်ကတစ်ဖက်တစ်ချက်ကွဲကွာသွား ငါသွားရလမ်းကြောင်းတစ်လျှောက်လုံးလှုပ်ရှားသွားမှာဖြစ်တော့လေအခုတော့တနေရာလေးကွက်ပြီးတော့လေးလေးနဲ့မှန်မှန်လှုပ်ရှားနေရပြီးတော့မြက်ပင်တပင်နဲ့လှုပ်ရှားခြင်းဒါမှမဟုတ်မြက်ပင်နီးငါးစိပင်တကွဲတပြားလှုပ်ရှားနေခြင်းမျိုးမဟုတ်ဘဲနဲ့မြက်ပင်ဆယ်ပင်ခန့်ကိုကျိုးနေစုစည်းထားတဲ့ကဲတို့အစည်းလိုက်ထူဆန်းစွာလှုပ်ရှားနေရတယ်။တောင်ကြည့်ပြီးတော့ကိုတောင်းစင်ကဟိဟိဟိအော်လိုက်တော့တယ်။အားရပါးရရှိလိုက်တော့တယ်။ဦးလိုက်သိလိုက်ရှိလိုက်တယ်။လေးပဲမှာဒီလုံးပင်သူ့ရဲ့အမှုရာကိုနားမလည်တဲ့လူငေးကြည့်နေရတယ်။အမှန်အရောကိုတောင်းစင်က သူ့လိုငါထိုးဝိဆာတယောက်ကိုလှည့်စားရန်ကြံနေရေရောက်ကတက်ရှိတဲ့တော်ဝါတကောင်ကိုတေရော်ရွေးရှိလိုက်ချက်မှာတကယ်ဆိုတော့မြေပြင်မျိုးကိုအစည်းပြုပြီးတော့လုံရန်နေရေရောက်ကတတဝါကငါတတဝါမဟုတ်ဘဲနဲ့မွေးတကောင်သားလေးဖြစ်တာကိုသူ့ရဲ့အတွေ့အကြုံတွေကသူကသိထားပြီးဖြစ်နေပါတယ်။ဒါကြောင့်မဟုတ်လို့ရောက်မှရှိရဲ့မွေရဘယ်ရာဝတ္ထုကိုမဆိုလက်လက်ရေးပတ်ထားတဲ့သူ့ဝါသနာအတိုင်းမြေပြင်ဆယ်ပင်ခန့်ကိုစူးစီးရေးပတ်ထားခြင်းဖြစ်ရာ ရပိန်နီကအစည်းလိုက်လုပ်ရမ်းနေပြီးတော့လုပ်ရမ်းပုံမှာလေးလေးနဲ့မမှန်တာလုပ်ရမ်းနေခြင်းဖြစ်ပါတယ်။ဟေးမင်းကုဖုံးမျိုးသားလဲစားလို့ရမေးကွာ။ဘာလို့တော့မရအောင်။ तू ကမာနရှန်နဲ့အတန်းနဲ့ဝင်ကြောဆာဆိုးလိုက်တော်တယ်။ဟုတ်တယ်။တခါကုဖုံးမျိုးဆိုတဲ့ तू ကဒီချက်ကိုတတိမထားမိဝင်နေ။ငါးအမတ်နဲ့ထိုးလိုက်ရရေတန်းကုန်ပြီးတော့ဆင်းဖက်ရမှာ။ဝေကိုက်ပြီးတော့တိဆုံးခဲ့ရဘူးရဲ့။ဒါပေမဲ့ဒီနေ့ तू မာနတန်နဲ့ကြွားနိုင်လောက်အောင်ဘေးရနေရနေရှောင်ခွေးနိုင်ခဲ့ခြင်းအောင်ကိုဖုံးမိအသက်ပြေးပြတာသွားတဲ့လက်တွေ့တင်ခန်းစာကနေ ထုံးထုံယူထားလိုက်ရတဲ့အတိတ်တရားကြောင့်သာဖြစ်တယ်ဆိုတာကိုတော့သူရိုးသားစွာဝန်ခံပါတယ်။နောက်သူကဒီလုံးဘက်ကိုလှည့်ပြီးတော့သူသဘောပေါက်တဲ့မြန်ရှင်းပြနေရတယ်။ဘာကြောင့်မြေပြင်ကလေးတွေကအဆုလိုက်ဖြစ်နေရတယ်။ဘာကြောင့်လေးလေးနဲ့မမှန်သာလှုပ်ရမ်းနေရတယ်။စားတဲ့ချက်တွေကိုတစ်ခုစီတစ်ချက်စီကြာကြာနာနာရှင်းပြတယ်။အရွယ်ရောက်ရေးကိုဝမ်းကိုချောင်းရတဲ့အခါအတုံးပြူနိုင်ရဲ့အတွက်မမိအောင်မသားထားဖို့လေတတိပေးလိုက်သေးတယ်။မြတ်တုံးကားကိုတကောင်းမြတ်မထူးရတာကြောင့်သူနဲ့ဒီလုံးလို့ဟာမယ်စိန်တို့ နားတန်ချိန်များနေရာစီကိုလှုပ်ထွက်ခဲ့တယ်။မဲစိန်တို့မိမတစုအားဘီယာပင်ုပ်ကြီးတွေရဲ့နှပြီးမှဒီကလေးတွေကိုတွေ့ခဲ့ပြီးတော့ရှေးပြောင်မှာနားတန်ချိန်များနေကြတယ်။မဲစိန်ကတော့သူ့လုံးမှသာလုံးဝစိတ်ဝင်စားနေကြအောင်ကိုတောင်းစိန်နဲ့ဒီလုံးတို့ပဲမမြင်မိဘဲနဲ့အက်ကိုကြွေးပြီးပြုတ်ထားတယ်။အက်ငါးများမှာအစိပေါအောင်နေထားတဲ့ထမင်းနှုတ်နှုတ်ပေါအောင်ဆင်းထားတဲ့ငပီနဲ့ဖွဲနူးတို့ကိုရောပြုံးတမထားတဲ့ငါးစာကိုချိန်နေရော်။နောက်တော့ရေထဲကိုပြေးချလိုက်ရအောင် ငါးမြအထနာမှာရှိတဲ့ကျိုးမှာတက်ဆင်ထားတဲ့ဂေဒီကလေးကြောင့်ငါးမြရေရုပ်စုပ်ကနေမြုပ်သွားတယ်။ငါးမြကျိုးအလေလောက်စီရှိတက်ထားတဲ့ဖုန်ကလေးစီကိုရောက်တဲ့အခါတော့တန်ကနေရက်သွားရေးဖုန်ကလေးသားလေးပေါ်လို့ပေါ်နေရောတယ်။နောက်ဖုန်ကလေးကရေရောက်ကိုညေကနေညေကနေတစ်ချက်သုံးချက်မြုပ်မှာတော့မေစင်ကငါးမြတန်ကိုဆက်တုံးလိုက်တော့တယ်။ကျိုးဆုံးမှာအန်ငါးမြဝယ်ချင်းမြေပါလာပြီးတော့ငါးတန်ချင်းတကောင်မေစင်ကငါးတန်ချင်းကိုဖြုတ်ပြီးတဲ့အခါတော့ အာယုံစုဆိုင်ရလို့ရေအနေငယ်ညီငွေ့လာဟင်ရှိတဲ့ကောင်းကိုဘိညာစက်ကနေစက်ကနေခါလာရင်းနဲ့ပဝင်းချီကိုအာယုံပြောင်းလိုက်ရာအဲ့ဒီမှာမှကိုတောင်းစိန်နဲ့ဒီလုံးကိုတွားတွေ့နေတော်တော်သားဖဘဲတော့ဒီနောက်ရောက်နေရလေငါ့ကိုဘယ်နဲ့ကောင်ထိုးလို့ရပြီနည်းမေစိန်ရဲ့အမေကိုကိုတောင်းစိန်ကနှုံးနဲ့ပြင်မဖြစ်ဘဲနဲ့ထိုးရရလာတဲ့ငါသုံးကောင်တောင်းကံမြောက်ပြလိုက်တော့တယ်နောက်တော့သူကမေစိန်ရဲ့နေဝန်နေရာငါတန်ချီတီကိုလမ်းကြည့်ပြီးတော့မေစိန်ရဲ့မျက်နှာကိုတစ်ချက်ပြန်လေးကြည့်ပြီးတော့ပြန်ချဆိုမေစိန်ရဲ့ နေလဲတော်ကြသွားပြီ။ငါလည်းအတော်ကလေးရနေမှာပဲ။အိုးပြန်နိုင်ပြီးပါဘူးတော့။အခုမှငါးများလို့ကောင်းလို့ရှိသေးတယ်။ပြေပြောဆူဆူနေပြီမေးစိန်အောင်ငါးများမှာငါးစာကောက်ချိတ်ပြီးရောငါးဆက်များနေရာကြောင်းကုတောင်းစိန်နဲ့သူ့ရဲ့အလျှော်ပေးနေကြထုံးစံအတိုင်းအေးဒါဖြင့်လည်းများတော့ကွာဒိုးဆောင်နေမယ်။ဝင်းနေကိုထိုးကားပြီးတော့လမ်းဖြတ်ပြီးတော့ပြေးကုန်လို့ဒိုးလုံးတော့မရှိတော့ဘူး။အိမ်လိုပြောကြလိုက်တော့လေ။ဒီနေနေရာကြောင်းကွင်းရီမှာ လိုင်းချက်ခွက်ကလေးပေးမထားပင်နေရေသိမ်းဖြူခင်းကပကတိငိန်တက်နေရောင်းငါးများနေရဲ့မိမတစုရဲ့တယောက်နဲ့တယောက်ရောက်တဲ့အရာပြောဆိုနေကြတဲ့အတန်းနဲ့တချို့မိမတွေရဲ့တချင်းဆိုတန်းတို့ကလည်းပဝင်းကျင်ကိုလွှမ်းမိုးနေရောင်းကိုတော်ဆိုင်ကတောင်ဘက်ကောင်းကင်စီကိုမှုတ်ကြည့်လိုက်တော့ရင်ညိုမှရေကျူးရဲ့မိုးသားဆိုင်ခေရီကအလေးလေးကြွက်တက်လာပြီးတော့မကြမီနေရောမိုးပါရွာချတော့မေဆိုတဲ့အတိတ်ပဲကိုစောင့်နေရောင်းမေစိန်ကြီးတောင်တောင်းကမိုးတက်မုန်တိုင်းဆင်းလာပြီဟဲ့ပြန်ကြပါစို့ကွယ် မဲစိန်ဟာတောင်တောင်စီကိုမျှော်ကြည့်လိုက်ပြီးနောက်တော့ကုတောင်းစင်ရဲ့စကားကိုလက်ခံတီးပြူပြီးငါးများတဲ့ကိရိယာဒစာပလာတွေကိုအလေးမြန်ပြင်ဆင်သိမ်းဆည်းနေတော်တယ်။ပြီးခဲ့ခါတော့လီနေစင်ဟာရှင်ပြီးရောရွာဘက်ကိုဥတီတော့ထွက်ခဲ့တော်တယ်။ပရိသတ်များရှင်မိုးဦးကြားဆိုရဲဇလန်းကြီးကတော့ဒီမှရင်ပြီးဆုံးသွားပါပြီ။နောက်ရက်များမှလည်းဇလန်းကောင်းများစွာတင်ဆက်ပေးဖို့မှာမို့အားပေးနာစင်ကြပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်။